အားလုံးပဲမင်္ဂလာပါရှင်ဒီကောင်မှာတော့စာရေးဆရာမောင်စိတူရေးသားထားတဲ့စောက်မြော်သူဆိုတဲ့ဝတ္ထုတွေကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဒီဝတ္ထုလေးကိုတော့1952ခုဇန်နဝါရီလရှုမဝမဂ္ဂဇင်းမှာပေါ်ပြခဲ့တာဖြစ်ပါတယ်စောက်မြော်သူအခန့်တဲ့မမမို့တဲ့သူမကိုကိုမှတ်ချက်ချဖို့တကယ်တော့အမြင်တဲ့ကြာရစ်ပြာရာနိုင်လျက်ရှိနေလေတယ်ဟုတ်ပါတယ်အခုတခါအတွင်းမှာလည်း အတော့ကိုပြားလျက်ရှိနေပါတယ်။ဒေါ်လုံးတင်အဖို့ဗန္နိုင်းလောက်ရှိပြီလဲ။တစိမ့်လောက်ကြည့်ပေးပါအောင်။သူမသည် ရေချိုကန်ထဲမှနေကြ၍မိဘကန်တွင်ရနှိုးတက်နေသည့်ဒေါ်လုံးတင်အားခြေတံတွေဖြင့်ဆူညံနေသည့်ကြားထဲကလှမ်းမိလိုက်လေတယ်။နေအောင်မင်းကတော့သွားကြည့်လိုက်အောင်မယ်။တော်ကြီးသည်ပြောပြောဆိုဆိုပင်အိမ်ရှိကန်သို့အပြေးကလေးသွားပြီးနောက်မကြမီခုံနဲ့တန်တကောက်ကောက်နဲ့ပြန်လာပြီလေ။ဒီမယ်မင်းကတော့ အတူကလေးကနှစ်ကွက်မှာရောက်နေပြီ အရှိကြီးကအောက်တက်တဲ့မဆိုင်တဆိုင်မှာအဲ့ဒါပဲနှစ်နာရီနဲ့ဘလောက်ဒေါလုံးတင်စကားမစုံမီမမ်းမရရေအော်ရီလိုက်တန်သည်ရေချိုးကအပြင်ဘက်သို့ရှန်ထွက်လာလေတော့တယ်နောက်သူမသည် အာရအောင်ကြီးပြစ်လိုက်ပြီးမှပဲအမလေးတော်ရဲ့သူ့မြန်မေးလိုက်ရင်အစမ်းတွေကြီးကြားရတာပဲနှစ်နာရီခွဲလောက်ရှိပြီဆိုပြီးတဲ့ဥစ္စာအခုတော့သူ့ဟာက အတူကလေးတွေအရှိကြီးတွေနဲ့ နားကိုရှုပ်နေတာပဲဘလို့နားထောင်ရမှန်းတော့မသိဘူးမမ်းမြမသိပြောရင်ကားပင်တစိမ့်စိမ့်တွေ့ရွေသဘောကျနေပေလို့လားမသိထက်၍တခိခိနဲ့ရင်းနေပြန်လေရဒေါလုံးတယ်မှာမလုံးဖြစ်နေပြီခက်ရက်ရက်တိုက်ရွရွေရည်လိုက်ရလေမသိဘူးလေမင်းကတော့ရဲ့အင်္ဂလိပ်နာရီမှမကြည့်တတ်တာပဲဟာသူမသည်တပန်းထက်ပြီးရည်စရာဖြစ်အောင်ဒုတာလိုက်ပြန်လေရမမ်းမြမမှာပါးစပ်မပိတ်အားပဲတော့ပဲဖြစ်သွားလေရဲ့ ကဲတတော်ရဲ့ဒါဖြင့်ဗမာနာကြီးပဲကြည့်ပေးပါအောင်သူမသည်ဒီလိုပင်ဒေါ်လုံးတင်ဤယိုးလွန်အလွန်တက်ပုံတွေကြားထဲမှာယုံစရာရည်စရာကလေးတွေကိုရှာတတ်နေတယ်ဒေါ်လုံးတင်အဖို့မှလည်းဒီလိုသူမရဲ့မင်းကတော်ဤရွှင်လုံးတော်လုံးနဲ့အနောက်အရှုပ်ကလေးတွေကိုရင်ကောင်းကြွေကောင်းစားရသည်တဲ့နဝေချုံမြင်လာသည်ဟိုထိမက်ထားလေတယ်ထို့ကြောင့်မဟုတ်ပါလောသူမသည်တဟာဟာနဲ့ရည်လျက်ရှိနေလေတော့တယ် ဒါရင်မကတဲ့ပဲသူမသည်တကယ်တကယ်ပင်ဘရင်ပေါင်းမှနေရှိသည့်ဘက်ကိုမှန်းမြော်ကြည့်လိုက်ပြီလေနေဒီအနားလောက်ရောက်နေရင်ဒီအချိန်လောက်ပဲရှိအောင်မယ်ဆိုတာပြောနိုင်ပါတယ်မင်းတော်အမေတော်တော်ကလည်းအလာကြီးပဲဟိထိုကမမ်းမြောက်မှုအီးသဘောကျစွာထိလိုက်ခြင်းဖြစ်ပါတယ်မကြမီသူမသည်ပြောရင်းဆိုရင်ကညနေတော့ဘွားကလေးခြုံ၍အပြင်သို့ထွက်လာသည်တွင်ဟမ်မင်းကတော့ဒီတခါရေချိုးတာညလာကြည်လား မမြန်တဲ့တော်သုံးနာရီမထိုးခင်ကိုကိုယုံကအရောက်ပြန်လာမယ်လို့မှားသွားတယ်ဒီလီတို့ပြေးပွဲသွားကြည့်မယ်လို့ပြောထားတယ်တော်တော်ကြာဒီကမပြီးနေသေးလို့ကိုကိုကိုဆောင်းခိုင်းရတာက အရေးမကြီးဘူးဟိုအရောက်နောက်ကျနေလို့သမီးတော်ကဖေဖေဘာဖြစ်လို့နောက်ကျနေတယ်လဲမေးရင်မိမေမေလေးစောင့်နေရလို့လို့ပြောရင် အမလီဒီလီကကြောက်စရာလူရှိသူရှိမချောင် ပြောချလိုက်မှာသူမသည်ထိုးထိုးတတိတန်းကြီး ငင်းညူတယ်လို့ပြောဆိုလိုက်လေရ။ဟုတ်ပါရဲ့မင်းကတော့လီလီဟာဒေးဗစ်လူတွေနဲ့တော့လဲဒီလောက်မဟုတ်ပဲနဲ့သူ့မမေလေးကြတော့အတော်နိုင်ကျင်တာပဲနော်။နိုင်ကျင်တယ်လို့ဘယ်ဟုတ်မလဲတတော်ရဲ့။မိုက်သေးတဲ့အရွယ်ဆိုတော့ဒီလိုပဲအလိုလိုက်တဲ့လူသူတို့ကိုတန်ကြီးခံနိုင်တဲ့လူအပေါ်စိုးကျင်နှွေးကျင်တတ်ကြတာပဲ။ကလေးကိုတော်တော်ရဲ့ကလေးကိုမမျက်မှုသေးထို့သောမိခင်ပြီးပြီးမိခင်လေးတန်းမျိုးပြည့်ပြောလိုက်တဲ့ကိုတော့ ဒလုံးတင်သည်စကားဆက်ကျင်သေးသည် အရေးအယံကိုမမ်းမြမူကရိတ်မိသည်ဖြင့်တတော်ဒီညနေပဲဈေးကိုတစ်ခါသွားအောင်နော်ညနေဈေးမှာဝက်သားကောင်းရင်50ဒါလောက်နဲ့နောက်ပြီးဟင်းသီးဟင်းရွက်ရှောက်သီးလည်းတစ်လုံးဝယ်ခဲ့ပါနော်ကိုကိုမနေ့တုန်းကရှောက်သီးတော့စားကျင်တယ်လို့ပြောလို့သူမသည်ဒိမ်မာပါနာစွာဖြင့်ဒလုံးတင်ကဒီလီရဲ့စိုးပုံကိုမပြောနိုင်အောင်ပိတ်လိုက်နိုင်မိတယ်နှုတ်ပြီးသူမသည် စားရည်တော်ရည်အတွက်ပါစီစဉ်ထားခဲ့နိုင်တော့လေဒီလိုပဲသူမသည် အမြဲတမ်းအိမ်တော်မှု လောဝအုပ်တုံကိုစီမံခန့်ခွဲရသဖြင့်သူမကိုကိုနှင့်အပြင်သို့ခရီးထွက်စရာရှိတိုင်းယာယီပြာယာနိုင်လာခြင်းဖြစ်ပေတယ်ထို့ကြောင့်ပင် သူမကိုကိုကသူမအားညဟာအာဂျီပြာယီပြာယာနိုင်တာပဲကွာတဲ့အခန်းနေမမမို့သည်ဇပွဲပေါ်ကနာယီကလေးကိုတကြည်ကျင်းနေပင်ခတ်သွက်သွက်ကလေးပြီးလိမ့်ဝယ်စားပြီးတော်လီတော်တယ် ရည်တော့ပင်သူမသည်တုတ်တီးတုတ်ပြလှုပ်လိုက်ရလှုပ်လိုက်ရနောက်ဆုံးခရဲရဲနှင်းစီပွင်ကကကြီးတပွင်သူမရဲ့ဝါယာကျိုးစရုံးအောင်လားခကြကြတွင်စိုက်လိုက်ပင်လက်ပွေအိတ်အနီကလေးကိုကိုင်လျက်ဟန်ဖြင့်မှန်တဲ့တွင်ကြည့်လိုက်ရတွင် သူမကိုသူမအတော်ပဲကျဉ်တ်သွားလေတယ်ဒါပေမဲ့သူမသည်မှန်တဲ့တွင်ကြည်ရင်ကားပင် သူမရဲ့ဖြူဖွေးညံ့ညောသောလက်မောင်းသားကလေးကိုလက်ဝါးတစ်ဖက်ဖြင့်ရှော့တိုက်၍ပုတ်ကြည့်ကား အနှဲငယ်စိုးရင်တို့လို ဖြစ်သွားမိလေတယ်။ရေးဝဲဆိုတာကအခမ်းအနားနဲ့လား။ဒီလိုဆိုရင်သူမယခုလိုနိုင်လုံလက်ပြက်ကလေးပေါ်ဝတ်ထားတဲ့မှာတော်မတော်ပါမလား။အိုးဒီလောက်အိုက်နေတဲ့ရာသီဥတုမျိုးမှာချီချီဖားဖားတွေဝဲရတာစိတ်ညစ်စရာ ကောင်းပါပြီတော့။သူမသည်ထို့အတွက်အနှဲငယ်စိုးရင်မိခြင်းဖြစ်ပါတယ်။ထို့တဲ့ဒါရောက်ကြည့်ရှုသူအမျိုးသမီးပိုင်းတဲ့မှာသူမလိုလက်ပြက်အင်ကြီးဝဲလာသူတယောက်မှမပါပဲ။ သူမတယောက်တည်းသာလက်ပြကလေးနဲ့ကြောက်တက်တက်ဖြစ်နေခဲ့ပါလျင်သူမသည်ဒီပြည့်လူတွေအားလုံးကကြည်ကြပြောကြသည်တဲ့လီလီရဲ့ပြောဆိုခံရမိဖို့အကြောင်းဆုံးဖြစ်လေတယ်လီလီသည်သူမအတွက်ဘေးကဝင်ပြီးရှင့်နေပြီလားတို့ကဲ့သို့ဖြစ်လျင်အိမ်မှာကဲ့သို့လူရှိသူရှိမှပင်ထင်ရပြောချလိုက်ပြီလားလီလီတို့လိုဆယ်နှစ်ဆယ်နှစ်နဲ့အရွယ်ကလေးမလေးတို့သည်တို့ကဲ့သို့နေရာမှာအတော်အပြစ်မြင်တတ်တယ်မမများမို့သည်ထို့အတွက် စိတ်ရှုပ်ခံတွေးမနေတော့ပဲချက်ချင်းအင်ဂျီလဲလိုက်ဖို့စိတ်ကူးကြည့်လိုက်အချိန်ကမလိုတော့သေးတော့သတိပြုလိုက်နဲ့အတော်အကြာကလေးခြေတုံချတော်ဖြစ်နေပြီမှာလဲဝဲဖို့ဆုံးပြလိုက်တဲ့တွင်အင်ဂျီမှာကာဝန်တန်ကိုကြားရသဖြင့်ထိုအတိုင်းပင်အင်ဂျီသို့ထွက်လာရနိုင်ညရေတက်ကွာမြင်မြန်၃နာရီတော့နည်းနည်းကျော်သွားပြီသူမကိုကိုသည်ကားထဲမှလှမ်းပြောလိုက်လျာလောလိုက်တာကိုကိုပြေးဝဲကများလို့မလာရင် စက်မပြေပဲရထားမှာမဟုတ်ရဲ့လားမမ်းမြမို့သေးသူ့မကိုကိုပေးတွင်ထိုင်ချလာခြင်းကပြောလိုက်လေတဲ့တိတ်နောက်ကျနေမှာရောက်တော့ကြောင်နာဘောกว่าမြရရလှုပ်ပြီးလီလီပြေးတာတပွဲမှမကြည့်လိုက်ရရင်ဘယ်ကောင်းမလဲသူသည်တရားသူကြီးတိုးပြီးပြီးအမြဲတမ်းအကြောင်းပြကလေးတွေအထောက်ထားကလေးတွေဖြင့်ပြောတည်ကြီးဖြစ်တယ်။ညာကတော့အမြဲတမ်းလိုလိုအရှုံးကလေးတွေဖြင့်ပြောထက်နေတယ်။ဤတော့ပင်ဖြစ်စေ သူတို့ဇနီးမောင်နှံမှာတော့တယောက်ပေါ်တယောက်အတော်ပဲချကြလေးတယ်။မြကနဲမတရေသမီးတူဖြစ်လျက်အတော်အသင့်သာခေပညာတတ်ပြီးအတော်အသင့်သာခေစံနေ။ဒါပေမဲ့သူမရဲ့တတ်သိလိမ်မာမှုနဲ့အိမ်တော်မှုနိုင်နေသည့်အတွေ့သူမကိုကိုကသူမအားတန်မိုးထားတဲ့အမြသူမကလည်းသူမကိုကိုရဲ့ပညာကောတရားသူကြီးဆိုသည့်ထက်ယောက်ျားပိသားသည့်ရုပ်လက္ခဏာတို့ကိုလည်းတန်မိုးမပြတ်နိုင်အောင်ရှိပေတယ် ီလီဒီနေ့စုရည်အများကြီးကြရင်သိကောင်းမှာပဲနော် သူ့ကြည့်ရတာတော့ဇွဲကောင်းမုံပဲညကလမ်းတွင်ဤတို့စကားစားရှာ၍မှတ်ချက်ချသည်တွင် နိုင်မှာပဲလီလီကငငယ်ကလေးတကအပြေးတန်တာပဲဇွဲလည်းသိကောင်းတယ်နှုတ်ပြီးသူ့ကိုယ်သူလည်းအတော်ယုံတယ်ဒါဟာအရေးကြီးဆုံးပဲဒါဖြင့်နိုင်မှာပဲနော်နောက်အတော်ကြကြကလေးစကားပြတ်သွားပြန်နေ။သူမကိုကိုသည်စကားအတော်နည်းသူဖြစ်ရာဘယ်ခါမှမစော သူ့ဘာသာသူစကားစာရှာလာခဲလာပြီသူများကစတော့မှ သူစိတ်ပါလျင်သာပြောတယ်သို့မဟုတ်စိတ်စိတ်သာ နေတတ်လေတယ်ထို့ကြောင့်များသည်စကားစာရှာလို့၍အတော်ဘူးတဲ့ယာတိပဲနော်ကိုကိုညာလက်ပြကလေးနဲ့ပဲဟာပူသေးသလားကိုကိုဖြစ်ဒီဝေယုံကြီးနေဒီလိုပဲမိမတွေလက်ပြကလေးနဲ့လာကြမှာပဲနော်သူမစိတ်ထဲမှာလက်ပြွက်လာသည့်အတွက်စိတ်မလုံးသဖြင့် တမင်ထိုအကြောင်းရောက်အောင်စကားစာချင်းဖြစ်ပေတယ်။သူမကိုကိုရဲ့ယူဆချက်ကိုသူမတည်ကြားချင်းပေးလေအောင်မယ်။အခုဘယ်ပြောနိုင်မလဲကွာ။ရောက်မှပဲပြောနိုင်မှာပေါ့။မှန်တယ်လေ။သူကိုကိုပြောတာဘလို့မှန်တယ်လေ။တရားသူကြီးတူပြီးသားပါပဲ။ဒါပေတဲ့သူမအဖို့ထိုအဖြစ်သည်ဟာတာတာချင်းဖြစ်လေတယ်။ဘယ်အကြောင်းဆိုတော့သူမပေးထားသည့်မြောင်းဘက်သို့ရေမလာတော့ကြောင့်ဖြစ်ပါတယ်။ထို့ကြောင့်မမများမို့သည်မကျေနပ်သေး ကျွေဆက်ပြီးကိုကိုညဒီအစဉ်ပြင်းနဲ့ပြေးပွဲနဲ့လိုက်ပါမလားယင်သူသည်မမ်းမြမှုပြောလိုက်သည်ကိုအတော်အံ့ဩသောဟန်ဖြင့်သူမအားတေးတေးချာချာတက်ကြည့်လိုက်လေတယ်။နောက်ဘာဖြစ်လို့မေးတာလဲမြ။ညကအင်ကြီးလက်ပြကလေးနဲ့မို့ဟိုကြတော့မှတပြည့်လူတွေကပွဲတိုင်လာသလိုဝင်လာကြရင်ကြောင်တက်တက်မြဖြစ်နေမလားလို့ပြေးပွဲမှာဘလို့လာကြသလဲယင်။ညတော့တခါမှလည်းမရဘူးဗော။ ဘယ်လိုဝင်လာရမယ်လို့တော့တတ်မှတ်မထတတ်ကောင်းပါဘူးသူ့အဖေကြောင့်မမများမို့သည်ဘယ်လိုမှစိတ်သက်သာရမရသေးပေထို့ကြောင့်သူမသည်ဒေရိုးပင်မိလိုက်မှဟန်တော့မည်ဟုယူဆကားဟိုကြရင်လီလီကများစီပြီးဟွန်းလှုပ်လာပြီလက်တို့ကလေးနဲ့လီလီရှင်းလိုက်တာလို့များပြောနေမလားမသိဘူးလီလီကများကိုယူဆိုင်ပြီးတော့ကြည်အားမှမဟုတ်ပါဘူးကွာသူ့မှာပြန်ရဖို့ကိစ္စတွေနဲ့ဟာပဲဒါပေမဲ့ကိုကို လီလီယာမြမြအမြင်မတော်ဖြစ်နေရင်တော့သူ့မျက်စိကအင်မတန်တွေ့တတ်တယ်။ဟောကွာအပေါ်တွေတွေးမနေကြမှာနဲ့ကွာ။သူ့အတန်မှာဩဇာပြည့်စုံလာတဲ့ဖြစ်သူမသည် အနှဲငယ်စကားပြောတုတ်သွားသလိုဖြစ်သွားရလေတယ်။ဘာပဲဖြစ်ဖြစ်သူမသည် အတော်နေသာထိုင်သာဖြစ်သွားလေတယ်။သူမကိုကိုကဘာဖြစ်လဲကွာ။မင်းဘလို့ဝက်လာဝက်လာကိုကိုသဘောကျပြီးရောမို့လား။ကိုကိုအပြင်ဘသူများလူဆက်စရာရှိသေးလဲလို့ သာသဖြင့်မပြောသည့်တိုင်အောင် သူမသည်အတော်ပဲရဲတင်းသလို အားတက်သလို ဖြစ်သွားမိနေတော့တယ်။မမ်းမြမသည် နောက်ထပ်စကားမစတော့ရ။သူတို့သည်ညီတဲစွာဖြင့်ကားယူဆောင်ရသို့ပါသွားပြီးတော့တယ်။နေရတော့ပုံမြဲပင်ပိုလျက်ချိနေတော်မူဖြစ်လေတယ်။ကားပြေးနေတော်ဖြစ်သည်ဖြင့်ရှေးမှလေးပိတ်တိုက်နေသည့်အထက်ကပင်လင်ကားထိုင်ကုန်းနှင့်ထိနေသောအသားတို့မှချွေးများထွက်လျက်ရှိနေလေတော့တယ်။မကြမီပင်သူတို့ကားကလေးသည် ကျောင်းကစားခွင့်နဲ့တော့ချိုးဝင်စာပြုလာတဲ့တွင်သူမသည်အဝေးမှလမ်းမြောက်ကြည့်လိုက်ရာ အလံနီနီကလေးတွေကို၎င်းထုံထုပ်ထားသည့်ဝလုံးတန်းစသည်တို့ကို၎င်းတွေ့ရလေတယ်။အယောင်မျိုးစုံတို့ဖြင့်တလွန်လွန်တလက်လက်ဝေစားထားသည့်လူတိုက်တို့မှကစားခွင့်ပေးချီတစ်ပင်ရဲ့အောက်တွင်စုပြီးထိုင်လျက်ရှိကြလေတယ်။သူတို့ရှိတွင်ဖြူဖွေးသောစပွဲကင်းခင်ထားသည့်ခုံများ၎င်းပေါ်ရှိရေချိုင်တည်တည်စသည်တို့ကို သူမသည်သတိထားခြင်းမြင်လေတယ်။ ပြပြပြအနည်းတို့ရောက်လာတော့အခါမမမို့သည်သူမကဲ့သို့အင်ချီလက်တို့နဲ့မြို့သမီးတွေကဘယ်နှစ်ယောက်ရှိမည်ကိုလှမ်းကြည့်ရတွင်တယောက်မှမမြင်သည့်အတွေ့သူမသည် အတော်ပဲရင်ပေါ်သွားလေဒါရင်မက သူမသည် အတော်ကလေးနှီးလာ၍ရူးစက်ကြည့်မိလိုက်သည့်အခါတွင်မိမများသည်ပွဲတိုင်းပမာပဝါရေချကအတော်ပြင်ဆင်လက်ကြသည်ကိုတွေ့ရလေတော့တယ်သူမကဲ့သို့ဘဘကယိုနှင့်လာသူတူးတလီမှမတွေ့မမမို့သည်သူတို့အထယ်ဝင်ထိုင်ဖို့ပင် ရဲတော့ပဲဖြစ်နေလေတော့ရကိုကိုညကားရရပဲထိုင်ကြည့်နေတော့မယ်ညဒီနေ့အတော်ထူးဆန်းလာကြည်လားသူ့အတန်တွင်စိတ်တုန်နေသည့်အရေးအချောင်များပေါ်လွင်နေလေတော့တယ်စိတ်မစိုးပါနဲ့ကိုကိုညဒီလက်တူကလေးနဲ့ဖြစ်မယ်မထင်ဘူးညတော့လိုက်လာမိတာမှားတာပဲသူသည်အတော်ပဲစိတ်ပြည့်သွားသည့်အမူအရာဖြင့်တပြင်းတစ်ချေချမိလေတယ်လာစမ်းမညရာအတိတ်ပဲမကင်းမဲ့စမ်းမနဲ့ကွာညကိုဘသူတွေကမှဘယ်လိုဆိုင်ပြီးလိုက်ကြည့်နေအောင်မဟုတ်ပါဘူး မမမုံသည်တကယ်ဆိုတော့သူမကိုကိုအောင်မလွန်ဆန်ဝင်ခြင်းသူသည်တခါတရံတရားသူကြီးဖြစ်ပြီးအမိန့်ချတယ်လေတဲ့မထက်လေတဲ့ထို့ကြောင့်သူမသည် မရတရနှစ်ပင် သူနောက်ကလိုက်သွားရလေတော့တယ်သူမကိုကိုမှလူသည်ပေါ်သူတယောက်ဖြစ်ရာလူများကလှန့်ခေါ်၍ခရီးဝကြုံပြကြလေတဲ့ထို့ကြောင့်သူမညအားလက်မကြည့်အားအားအလုံးရှုပ်နေကိုင်းညသည်ခွင့်ကောင်းယူ၍အစွန်ကြသည့်ထိုင်ခုံတစ်ခုတွင်ထိုင်ချလိုက်လေတဲ့ သူမကိုကိုက လက်ကြည့်လိုက်တော့အခါဒီမှာအေးလို့ဒီကပဲကြည့်တော့မယ်ကိုကိုဤတို့လှမ်းပြောလိုက်လေသည်တွင်သူသည် ပြန်လှည့်သွားပြီးသူမိတ်ဆွေများနဲ့စကားလက်ဆောင်ကြနေလေတယ်။မကြမီအမြင့်ခုံပြိုင်ပွဲစမည်ဟုကြေညာပြီ။ဝင်းအလင်မကြတကြတွင်မိန်းကလေးများရှင်ပြိုင်နေကြသည်ကိုမမများမို့သည်ကြည့်နေခိုက်။သူမလည်းမောင်းကိုတစုံတစ်ယောက်ကလှမ်း၍ဆွဲလိုက်သည်ဖြင့်လက်အကြည့်မှာ အမေတင်းတင်းမူလားလို့ ဒီဒီဒီချစ်စရာကောင်းသည့်မျက်လုံးပြာကလေးများဖြင့်တယောသလိုပြောင်းသလိုအမှုအရာနဲ့မေးလေတယ်။တခါတော့ကသူတို့သွားကြည့်ကြသည့်ပြားစပ်တစ်ခုမှာတင်းတင်းမို့သည့်နိုင်လွန်လက်တော်ဝတ်တီကိုသူမှကြည့်ခဲ့ရတယ်။ဒီလိုဆိုတော့လေဒုဝမေလေးကကြည့်ကောင်းတာပဲနော်။ဒီလီဒီသူမနဲ့အတူပါလာသည့်ငယ်ချင်းမဘက်သို့လှည့်ပြီးဤသို့ထပ်ပြောပြန်လေရာမမမို့သည့်ချက်ပြုံးကလေးနှင့်တောင်ပြုံးနေလိုက်ရတော့တယ်။ဒီလီငယ်ချင်းမကလေးကမို့ခေါင်းကိုမသိမသား နှိမ့်တလုံးလုံးလှုပ်လိုက်နေတယ်။လီလီကဆက်၍မမေလေးဒါလီလီတငယ်ချင်းမေးစီလေဤတို့မေးစရာပဲတဲ့ဖြင့်မမ်းများမို့သည်တငယ်ချင်းမကလေးလက်မောင်းကိုလှမ်းကင်လိုက်ပြီးလူကြီးတယောက်၏အပြုံးဖြင့်ရှုံရှုံမြမြပြုံးလိုက်ပြီးလီလီနဲ့တန်းထဲပဲလားဟုတ်ကဲ့ပါမမ်းများမို့သည်ကလေးမလေးတို့အားအပေါ်ရတကယ်တော့ပင်ရွှေမြူးသွားလေတယ်။သူမသည်မေးစီလက်ကလေးကိုတပဲလီလီလက်ကလေးကိုတပဲဆုပ်ထားလေတယ်။ဟဲ့မေးစီ မင်းစာကိုထုတ်ကွာမေမေလေးအော်တိုရေးခိုင်းပါလားမေမေလေးရေးပေးလိုက်ပါနော်သူမသည်မမ်းမြမုံဘက်သို့လှည့်ပြီးပြောလိုက်ရမမ်းမြမုံကဝမ်းသာစွာဖြင့်ခေါင်းညှို့ရုံနဲ့မကရေးပေးမှာပေါ့ကွယ်ရေးပေးလိုက်ပါနော်မေမေလေးဒီလီတတိစီကိုသွားအောင်မယ်ဒီလီမီတာ90တို့85တို့မှာနိုင်ထားတာသွားပြောလိုက်ရအောင်မယ်မမ်းမြမုံသည်ဒီလီကလေးခေါပေါက်ပြေးလွှားသွားသည်ကိုနောက်မှလိုက်ကြည့်နေမိလေတယ်သူမရဲ့စစ်ဆန်မိကလေးတို့သည် ကျောပေါ်၌စီး၍ပါသွားကြသည်ကိုသူမသည်သဘောကျမိလိုက်လေတဲ့ပြီးမှဗင်မလဲမေစီစာအုပ်နဲ့ခဲတယ်။မေစီသည်စာအုပ်ကလေးကိုမမ်းမြမှုအားလှမ်းပေးလိုက်လေတယ်။မမ်းမြမှုသည်စာအုပ်ကလေးထဲတွင် အစင်းနှင့်ပါလာသည့်ခဲတံကလေးကိုဆွဲထုတ်လိုက်ပြီးနောက်စာအုပ်ကိုလှမ်းကြည့်ရဝဲအမေမေစီကလက်ရည်တွေအတော်တော်စွမိပါမကောလားကွယ်။မေစီသည်ကျင်းနေပြုံးကလေးကြုံပြီးလျှင်ဟုတ်တယ်အန်တီ မေစီတို့ဒယ်ရီနဲ့တငယ်ချင်းစာရေးဆရာတွေလည်းပါတယ်။ပရော်ဖက်ဆာကြီးတယောက်လည်းပါတယ်။သူကလေးတည်လူကုန်တန်ဘန်းကသားသမီးကလေးတအုပ်ပြီးပြီးခက်ကြွကြွကလေးပြောနေတယ်။ဩအခုအန်ဒီကိုရိခိုင်းတာလဲအန်ဒီစာပေဝနာပါတဲ့အကြောင်းကို လီလီကပြောထားလို့ထင်တယ်။ဟုတ်ရဲ့လားပွဲ။မမ်းမြမို့တည်မိတ်ဆွေတအုပ်အားပြောတဲ့ကဲတော့မေစီအားအရေးတရူပြောနေတယ်။သူမတည်ဗျာဇဝါဒနာပါတော့တအုပ်ဖြစ်ပြီလင်း။ မဂ္ဂဇင်းတွေထဲသို့မကြာခဏကြပြားများပေးပို့ထည့်သွင်းပို့လေတယ်။လီလီအားလည်းသူမသည်ကြပြားလင်းကစာပေအကြောင်းကိုခဏခဏပြောပြပို့လေတယ်။ဟွန်းဟွန်းမပြောဘူး။မေစီယာညီတို့များမထူဆန်းသည့်ပုံဖြင့်ဤကဲ့သို့ဖြေးလိုက်ရာသူမသည်ရှက်သွားလေတယ်။ဒါဖြင့်ဘာလို့အန်တီအော်ဒိုကို တောင်းတာလဲကွယ်။မေစီသည်သူမအားတစ်ချက်ပြုံးမဲ့မဲ့ကလေးမှောကြည့်လိုက်ကရုပ်တရက်ချက်ချင်းပြောင်းလဲသွားသည့် အမူအရာကလေးတော့ဖြင့်အန်တီတကယ်သိကျင်လို့လားသူကလေးအမူအရာမှာမကိုမခံသည့်အယောင်များတန်းနေသလားဟုအန်အောစွာမမ်းမြမူကအကဲခတ်လိုက်မိရင်သိကျင်တာပေါ့ကွယ်သူမကတော့မျက်နှာချိုးတော့မင်ဖြစ်ပါတယ်ရက်ဆက်တက်တဲ့မိရွေးတယောက်ရဲ့ရရေးမူအော်တိုကိုတိတ်ထားကျင်လို့ယခုတော့သူကလေးသည်ဟန်မဆောင်တော့ပါသူမရဲ့ချစ်စရာကောင်းသောမျက်နှာမှာမဲပြုံးကလေးဖြစ်တွွံ့ရွံ့ဖြစ်နေပါပြီ။ မမ်းမြမော်မှာပူပြင်းလာတဲ့နွေရသည်နှွင်တီးခေါင်ကြီးမှာမိုးကြိုးအပြစ်ခံရသူကဲ့သို့ဖြစ်သွားလေပြီ။ဘာကွယ်မင်းစီအန်တီကိုရင်ဆက်တတ်တဲ့မိတွေလို့ဆိုလိုက်တယ်ပေါ့လေ။ဟုတ်တယ်ဆိုတယ်။အိုးဘယ်နဲ့ကလေးတွေလဲကွယ်။မင်းတို့ရဲ့နှုတ်နဲ့တွေ့ပြောင်းတဲ့ကြာကမောက်ကလေးတွေကညင်ညောင်းညှဉ်းညံ့တဲ့အတန်ကလေးတွေသာထွက်ဖို့မဟုတ်ပါလားကွယ်။ယခုလိုချုံများတဲ့ဒေါသတွေကိုတော့မမ်းမြမော မမျော်လင့်မိပါကလားကွယ်လီလီကိုအခန်းထဲပိတ်ပြီးဆရာဘောနဲ့ရိုက်တာမျက်ဆက်ဘူးလားသူမသည်နောက်ထပ်ဤသို့ဆွဆွဲပြန်လေတယ်မမများမို့သည်သူမနားကိုပင်မြုံချနေအောင်ဖြစ်သွားလေတယ်ဒီလိုပဲလီလီကပြောတယ်ပေါ့ဟင်ဟုတ်တယ်အမေမျက်စိစာအုပ်ကလေးကိုချိုးမကင်ပါနဲ့မမများမို့သည်ရောင်းပြီးချိုး၍ကင်နေတော့လက်ထဲကမေစီရဲ့အစာအုပ်ကလေးကိုဗမန်ကရန်ပြန်ပေးလိုက်လေတယ် မေစီသည်စာအုပ်ကလေးနဲ့ခဲတံကိုပြန်ရသောအခါမမ်းမြမှုပေါ်မှာနှုံးဆက်ပဲအပြေးထွက်သွားလေတော့တယ်။မမ်းမြမှုမှာကလေးထိုင်နောက်မိပေါ်တွင် ပန်းလျားစွာမိချလိုက်လေတယ်။အခန်းသုံးမမ်းမြမှုသည် အတော်ကြာစွာပင်စိတ်နှွမ်းနယ်လျက်ရှိနေလေတော့တယ်။နေမှလည်းသူမတယောက်တည်းအားအညိုကြီးစွာနဲ့ပူလောင်နေသည်ဟုထင်မှတ်ရလေတယ်။သူမသည်အမျိုးသမီးမြားပြစ်ပိုင်ပွဲပြုလုပ်နေသည်ကို အတော်ပဲစိတ်ဝင်စားအောင်လုပ်ပြီးကြည့်နေရလေတဲ့။ဒါတောင်မှသူမသည် ဝနကမေစီပြောသွားသည်။စကလုံးကလေးတွေက သူမအားမနာကြည့်အောင်ပြပြောင်းနိုင်ခြင်းကမစွမ်းရှာတော့ပဲ။ရက်ဆက်တဲ့မိတွေးရဲ့လက်ရည်မှုကိုအမတ်တရာယူထားခြင်းလို့တဲ့။မမ်းမြမို့သည် အောင်နှခမ်းကလေးမတိမတာတင်တင်စိတ်ထားရင်ကရရဲ့မလဲမိအောင်အတော်တရီထားလိုက်ရလေတဲ့။ဒီမေမမသူမသည်ငေးနေရမှာ လန့်ပြီးလှည့်ကြည့်လိုက်သည်တွင်ကျောင်းသူကလေးတအိုးသည်လေမန်းတစ်ခုပေါ်တွင်လိမ်မော်သေးတင်လျက်ကိုက်ထားလျက်ရှိပြီးတလုံးယူပါမမနောက်မှအဖျော်ရည်လဲလာနေပါပြီကြီးစုတင်ပါတယ်သူမသည် ထိုးထိုးပြောပြီးတလုံးလှမ်းယူလိုက်၍မကြမီပင်ကျောင်းသူကလေးတအိုးအဖျော်ရည်ပါလာပေးပြန်သည်ဖြင့်တစ်ခွက်ယူလိုက်လေတယ်မမမို့သည်စားတော့ပြီးသွားသောအခါအမျိုးသမီးချင်းများတန်လုံးပြည့်ပြိုင်ပွဲပြုလုပ်နေသည်ကိုကောင်းစွာမြင်နိုင်ရန် ဧပင်ကြီးတပင်အောက်မှတွား၍ရမ်းကြည့်နေစဉ်သူမရှိမှလီလီနဲ့အဖော်သုံးယောက်လောက်နေဖို့ကြီးတဲ့တွင်ဖြတ်ပြေးသွားသည်ကိုတွေ့လိုက်သဖြင့်လှမ်းခေါ်ပြီးလီလီဘာလို့နေဖို့ကြီးတဲ့ရှောက်ပြေးနေရသလဲဟမ်သူမသည်ဤသို့ဒီဥနာဒေါတာ ရောပွင့်သည့်အတန်ကလေးဖြင့်ပြောလိုက်နေတယ်လီလီအခုနောက်ဆုံး85မီတာပြိုင်ပွဲအတွက်ခြေဆက်နေတာပါဟာမေမေလေးရဲ့ဒီပွဲမှာတော့လီလီရှိုးွားနိုင်မှာပဲနိုင်ပါစေကွယ် သူမသည်ဤသို့ဒေသင်ခက်ပြော့ပြော့ဖြင့်ပြောလိုက်သည်ကိုဒီလီကတည်တည်ချာချာကြည့်လိုက်ရကမမေလေးကြည့်ရတာတခုခုစိတ်ဆိုးနေတယ်လို့ပဲဟုတ်တယ်မဟုတ်လားမမများမို့သည်မျက်နှာပေါ်ကြိုးစားပြင်လိုက်ပြီလေကြိတ်ပြီးချော့ချော့မော့မော့ဒုတ်တိလေးတန်းပြင်လီ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 တငယ်ချင်းတွေကိုမမေလေးကရက်စက်တယ်ကျိန်လုံးနဲ့ရိုက်တယ်လို့ဘာဖြစ်လို့မဟုတ်ဘဲနဲ့ရှောက်ပြောရတယ်လေဟမ်နောက်မပြောနဲ့နော်အိုး လူတိုင်းပြောတာမှမဟုတ်ပဲမေမေလေးရဲ့မေစီတယောက်တည်းကိုပဲပြောတာပဲဟာသူကလည်းသူ့အတွင်းရွေးတယ်လီလီကိုပြောတာပဲဒါပေမဲ့လီလီဘာလို့မဟုတ်တာပြောချင်ရတာလဲမေမေလေးကိုစိုးတယ်အောက်မေ့ကုန်ကြမှာပေါ့ဟိုဘာဖြစ်လဲမေမေလေးကလီလီအမေရင်းမှာမဟုတ်ပဲလီလီသည်ပြောပြောဆိုဆိုပြေးထွက်သွားလိမ့်ပြီလေအတော်လှန့်လန့်ရောက်တော့အခါပကုံးပေါ်မှာကြော်ရွေးကလေးစိုးကလေးတယောက်အပြုံးမျိုးဖြင့်ပြုံးကြသွားလေ သူမသည်ထပ်၍စိတ်မကောင်းဖြစ်ရပြန်လေတယ်။သူမသည်မိတွေလောကကိုပုံကန်နိုင်လောက်အောင်ကြိုးစားပြီးစိတ်ကောင်းသဘောကောင်းထားပါလျက်နဲ့အဘယ်ကြောင့်မိမိအားအစိုးထင်ကြသည်ကိုစဉ်းစားမရနိုင်အောင်ဖြစ်နေလေတော့တယ်။တကယ်ဆိုတော့လေသူမဘလောက်သဘောထားကြည့်သည်ကိုသူမကိုကိုသိလျင်တော်လောက်ပြီးမဟုတ်ပါလော။ဒီလီကလေးမှမို့ငယ်သေးသဖြင့်ဝေမျိုးလောက်သည်ကိုသူမတရေထားမိပြီးအပြန်တင်ထားရလေတော့တယ်။မမမို့သည် သူမကိုကိုဘက်သို့နှံ့ကြည့်မိရာသူ့ဘေးတွင် ကလေးတန်တလုံးလွတ်နေသဖြင့်သွားပြီးထန်လာလေတယ်။သူမကိုကိုသည်လက်ထဲတွင်ခြင်ထားသောစာရွက်ကလေးကိုဖြန့်ပြခြင်းအခုတပွဲပြီးရင်ဒီလီတို့ပွဲပဲလီလီကတော့ကျိန်းနေတယ်တဲ့သူ့ကိုကိုသည်ကျင်းနဲ့ပြုံးပြုံးကသူမဘက်သို့လှည့်ကြည့်လိုက်တယ်။သူကတော့တကယ်အဖေစစ်ဆိုတော့တကယ်ကိုလှိုက်လိုက်လဲလဲဝမ်းသာပီတိဖြစ်နေပုံရလေတယ်။သူမျက်နှာကြီးမှာ အခုလိုအတော်ပြုံးခဲ့လေတယ်။ဘာဖြစ်လို့လဲမသိ။မမ်းမမသိ။ဘွမ်းနေနေပြီလေတယ်။အကယ်၍သာလီလီကလေးသည်သူမရဲ့သမီးအစ်စ်ကလေးသာဖြစ်ပါမို့။သူတို့ဇနီးမောင်နှံသည်ဘလောက်ရွှင်ပြူးကြမည်လဲ။ဟမ်ဒီတပွဲလဲသူပဲနိုင်အောင်မယ်ဆိုရင်တော့ချန်ပီယံရှစ်ဖလာရမှာပဲတဲ့။သူ့ဆရာမက လာပြောသွားတယ်။မမ်းမမသိမရဲတရဲမပိုင်မနိုင်ဖြစ်ဝမ်းသာမိလိုက်လေတယ်။သူမသည်ဘေးသို့လှည့်ကြည့်မိအောင် တခြားသောမိခင်ဖခင်တွေမှာလည်းသူ့ကိုယ်ကိုယ်နေတူအားတက်တယောရှိလာခြင်းကျင်းနေခြင်းအားပေးနေခြင်းတို့ဖြစ်ထွေးလုံးနေကြလေတယ်။ဟောစပြီဟဲ့။သူမကိုယ်ကိုယ်သည်ဖင်ကိုကြွားလို့မတန့်ရှေ့သို့လှမ်းကြည့်ရင်းကကျွေးကြော်လိုက်လေသည်တွင်မမ်းများမို့လဲသူကြည့်သည်ဘဲသို့လိုက်ကြည့်လိုက်မရလီလီကလေးသည်ဘောင်းမီတို့ကလေးဖြင့်အပြေးကလေးဝင်းထဲသို့ပြေးထွက်လာလေသည်ကို တွေ့ရလေတယ်။ ဟိုစပင်နီနီနဲ့ကာပြားမာကလေးတူဖို့ပဲကြောက်စရာရှိတယ်တဲ့။သူ့ဆရာမကပြောသွားတယ်။ဒါပေမဲ့တာရှိဆိုရင်လီလီယာကျိန်းနေတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့လီလီယာပန်းအထွက်မှာကြံကြံနေတတ်တယ်တဲ့။သူမကိုပေါ်သည်ဒီလောက်စကားပြောသည်ကိုမမ်းမြမို့သည်ပြမဆုံးအချိန်တွေ့ရခြင်းဖြစ်လေတယ်။သူမသည်ဘာဖြစ်လို့လဲမသိ။သူမကိုကိုကိုအကျဉ်းမနှံဖြစ်သွားမိတည်းရဲ့။ကြည်ရင်ပင် ခေါင်းဝန်တိုလေးတွေဖြစ်တဲ့ချို့ထမင်းအကြက်ကလေးတွေဖြစ်တဲ့ချို့ချစ်စရာကလေးမကလေးတွေတည်ဒါဆိုလည်းရရှိနေကြလေတယ်။သူမကိုကိုရောသူမပါစိတ်စောခြင်းဖြင့်ညီ၍ကြည်နေမိလေတယ်။အလုံးပဲညီနေကြလေတယ်။ပန်းလွတ်သူကျောင်းစရာကြီးတအုံးမှာအချက်ပေး၆လုံးပြုတ်ကိုကင်ပြီးညှောက်ရင်အချိန်မှတ်နေလေတယ်။ဒိုင်းဟာလီလီသူမကိုကိုသည်အလန့်တကြားအော်လိုက်လေတယ်။သူမမှလည်းလန့်ပြီး လီလီပြေးလေဤတို့လှမ်း၍អော်လိုက်လေတယ်။သူမအားလူတွေလှည့်ကြည့်ကြလေတယ်။လီလီကလေးမှာငိုင်းကြံရစ်နေပြီးမှလှမ်း၍ပြေးလေတယ်။ဒီလိုပဲလီလီသည်ပန်းအထွက်တွင်ကြံနေတတ်လေတယ်။ဒါပေမဲ့သူမချေသည် အလွန်မြန်လျားကမကြမီရှေးမှအုတ်ထဲသို့ချက်ချင်းအမိလိုက်လေတော့သည်တွင်လီလီ သူမသည် ခုံ၍အော်မိသွားလေတယ်။ဒါရင်မက သူမကိုကိုလက်မောင်းကိုလှမ်းကင်ထားရင် ကြည်စမ်းကိုကိုတက်သွားပြီတက်သွားပြီနိုင်မှာပဲကိုကို နိုင်မှာပဲဟောကြည့်ပါလားနိုင်ပြီလီလီသည်ပန်းဝင်ကျိုးကလေးကိုရင်ပန်းနဲ့တိုက်ပြတ်လိုက်လေတယ်ပန်းအဝယ်တွင်ဖန်းသူလူကြီးတို့ကလီလီလက်ကိုကင်မြောင်းလိုက်လေသည်တွင် သူမကိုကိုသည်ကျင်းနဲ့ချင်းဖြင့်ထန်ချလိုက်ပြီးပြုံးနေလေတယ်ဒါပေမဲ့သူမျက်နှာမှာစိတ်စောခြင်းတထိတ်ထိတ်နေခြင်းတို့ဖြင့်နှီးနေလေတယ်မမ်းမြမုံမှလည်းအော်ရလောသည်ဖြင့်မောသွားလေတယ် ဟိုစပင်နီနီနဲ့ကဗျားမကလေးကိုမိမမိပါတော့မလားလို့ဟဲ့သူ့ကိုကိုသည်တုံရီတော့အတန်ချီဖြင့်ပြောနေတယ်ဟုတ်တယ်ကိုကိုဒီလီယာတိတ်မြန်လို့သာမမမုံမလည်းဝမ်းသာခြင်းဖြင့်ရွှင်မြူးနေပါတယ်အခန်းလေးပူပရဂျူလေးရှင်းတယ်ဒီလီလီကလေးသည်မမမုံကိုကြော်ရွေးသူမအဖေအားလက်လန်းပေးလိုက်ရသူမအဖေသည်ဝမ်းသာစွာလက်လန်းပေးလိုက်လေဒိတ်တို့ပြန်နေအောင်နော်ပွဲတွေအားလုံးပြီးသွားရင် စုပေးမယ် လီလီဖလားရမယ်တရရဲ့နေမပေါ်လီလီရဲ့ပွဲပြီးမှပြန်မှာပေါ့လီလီနဲ့အတူတူပြန်မှာပေါ့ဒါမှတို့တယ်တီသူမသည်ဤသို့ပြောပြီးထွက်သွားလျာမမ်းမြမို့ထိုင်နေသည့်ကလထိုင်ကိုပါဝင်တိုက်သွားလေတယ်မမ်းမြမို့သည်ဘာဖြစ်လို့လဲမသိအာရုံသွားမိပြန်လေတယ်အကြမင်းပွဲပြီးသွား၍စုပေးပွဲစလေတော့တယ်ဇဝဲကြီးတလုံးပေါ်တွင်တစိတ်ကလေးတွေငွေမလားတွေစုအဖြစ်ပေးမဲ့အဖောင်တိန်ရေပုံတန်ချိုင်းတပည့်ရေပကံလုံးစသဖြင့်စုံနေလေတော့တယ် ။နောက်သီသီနိုင်သည့်လူများကိုနာမည်ခေါ်၍စူစတင်ပေးလေတော့တယ်။မမမို့သည်ကလေးမိဘတွေကိုကြည့်ပြီးအားကျနေမိတော့လေတယ်။အကယ်၍သာစောစောကလေးကမေးစိတံမှာစကားများကိုသာ မကြားခဲ့ရပါမို့။သူမမှလည်းတကယ်ကိုလှိုက်လဲစွာရွှေမျိုးနေပြီဖြစ်လေတယ်။ဒိုနေအဖို့လီလီသည် စုတွေအများကြီးရသဖြင့်မကြမကြထွက်ထွက်ယူရနေတယ်။နောက်ဆုံးချန်ပီယံရှစ်ဆူကလာကြီးကိုထွက်ရွေယူသည့်အခါတွင်မူကား လက်ခုပ်တန်တပြောင်းပြောင်းတွင်နေပင်ရှော၍တီးမိရင် မိခင်တရား၏ဘဝကိုနှစ်သိမ့်အားကြမိလေတယ်။ဒါပေတဲ့သူမတစိမ့်စိမ့်တွေးကြည့်ရင်မိမိသည်ဘယ်နည်းနဲ့မှလီလီမိခင်အဖြစ်ဝမ်းမသာနိုင်ရှာပဲ။အလွန်ဆုံးလီလီရဲ့မိတ်ဆွေတို့အဖြစ်နောက်ကလာနိုင်မိမိအားတကယ်အမေရင်ကဲ့သို့ချစ်လာစရာအကြောင်းရှိသည့်ဖေအေပါသမီးအဖြစ်နဲ့သာဝမ်းမြောက်နိုင်ရှာတော့လေတယ်။အတော်ကလေးကြာသောအခါလီလီသည် တို့အုပ်ပေးမှကိုပြီသူမတို့အနာတော့လာလေတယ်မမ်းမြမို့သည်ပြုံးပြုံးနဲ့ပင်စီးကြိုလေဒါပေမဲ့လီလီသည်ဖလားကြီးကိုသူ့အဖေအားတန်ပေးလိုက်လေတယ်ဒယ်ရီဝမ်းတာဘူးလားရင်ဝမ်းတာတာပေါ့လီ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 အမေလေးလည်းတိတ်ဝမ်းတာနေတယ်ကွအော်လိုက်တာလီလီပန်းအထွက်မှာကြံနေကြတုန်းကဒါပေမဲ့လီလီသည်မမ်းမြမို့အားတရိပ်ပင်မရပဲဒယ်ရီလီလီဘာမှမစားရသေးဘူးစားလိုက်တာတဲ့ဒီပိုဆိုင်က အဆက်ပွင့်တစ်ခွက်ကိုနှစ်ကျပ်တဲ့သူမဖေဖေသည်ငွေ၅ကျပ်တန်တရွက်ထုတ်ပေးလိုက်တယ်ဒါပေမဲ့လီလီယာဒါပါတည်းဒတိပါလိုက်ခဲ့ပါသူသည်စက်ရုပ်လို လီလီနောက်သို့ထားလိုက်သွားလေတယ်မမ်းမမကိုတော့သူ့မိသွားလေတယ်မမ်းမမမှာသူတို့အားကြည်တာနေမိလေတယ်မကြမီလီလီသည်မမ်းမမနာသို့ပြန်ပြေးလာပြီဒီမဲ့မေမေလေးရော့လီလီယာတွေခဏယူထားစမ်းပါ ကလာကြီးကိုလည်းခြင်ထားပါအောင်။အိုးလွဲ့ပါထားခဲ့မယ်နော်။မမ်းမြမသည် လီလီဆိုရသည် ဖလာကြီးကိုလှမ်းယူလိုက်လေ။ဒါလည်းမက သူမလက်ထဲတွင်လည်းအထုပ်အပိုးတွေပြစ်လေ။မမေလေးဒီနာကစောင့်နေအောင်နော်။စောင့်မယ်မဟုတ်လား။စောင့်ပါမယ်။စောင့်ပါမယ်။မမ်းမြမသည်ပြုံးလိုက်ရင်ကောင်းငိမ်ပြလိုက်လေ။လီလီပြေးထွက်သွားသည့်နောက်ဖလာကြီးကိုကမ်းချင်မျက်ရည်ဝဲလျက်ကကျုံ၍ကောင်းငိမ်မိပြန်ပါတယ်။ စောင့်ပါမယ်တဲ့။သူမတည်လီလီတို့အသားဖပြန်လာတဲ့ကိုစောင့်ရုံနဲ့မကသူမတကယ်ပိုင်ပိုင်နိုင်နိုင်ချစ်နိုင်မြည်ပိုပိုင်ချစ်စရာလေးကိုလည်းစောင့်နေပါဦးမယ်တဲ့။နားစင်ပေးခဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။